Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးမင်္ဂလာပါကျွန်တော်ဒီတစ်ပတ်မှာတော့အသက်အန္တရာယ်ထိခိုက်သွားစေတဲ့အထိဖြစ်နိုင်တယ်နှလုံးမအတခုခုမှားယွင်းနေကြောင်းပြသနေတဲ့သတိပေးလက္ခဏာ၅ချက်ကိုပြပြပေးမှာဖြစ်ပါတယ် နှလုံးဟာကျွန်တော်နေ့စဉ်ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းအားလုံးစီကိုတွေးတယ်ညှထုတ်ပေးရင်နောက်ွယ်ကနေတဲ့တစ်စိအလုံးလုံးနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့တစ်ခါတည်းရမှာဒီကုမာယွန်းနေကြောင်းသတိပေးအချက်ပြလက္ခဏာတွေပြသတာပါတယ်။ဒါတွေကမကောင်းတဲ့ညတိုင်းမှုပုံစံနဲ့ကိုလင်းကြီးများတာတွေစီတိုယောဂါတွေပြီးတော့အသက်ရွယ်ကျဉ်းမှုတွေကြောင်းဖြစ်နိုင်ပါတယ်။ဒီလက္ခဏာတွေကိုချိန်မီသတိပြုမိခြင်းဟာအသက်သေဆုံးခြင်းနဲ့ရှင်သန်ခြင်းကြားကကွာခြားချက်ဖြစ်စေနိုင်ပြီးတော့ချက်ချင်းကုသမှု ခံယူဖို့လမ်းခင်ပေးနိုင်မှာပဲဖြစ်ပါတယ်။အဲဒါ နိုင်ငံကနှလုံးခုဆီအောင်ဝင်ကြီးတွေပြောတဲ့တဲ့နှလုံးမှာဒုက္ခမှားယွင်းနေကြောင်းသတိပေးနေတဲ့လက္ခဏာ၅ချက်ကိုဆက်လက်ကြည့်လိုက်ကြရအောင်။နံပါတ်၁ကတော့ခြေချင်းဝင်ဒါမှမဟုတ်ခြေထောက်တွင်ရောင်ရမ်းခြင်းပဲဖြစ်ပါတယ်။ head expert တွေပြောကြကြအရဆိုလို့ရှိရင်တော့ညလေနေခင်ပဲအရောက်တဲ့အခါမှာတဲ့ခြေချင်းဝင်တယ်ဒါမှမဟုတ်ခြေထောက်အောက်ပိုင်းမှာရောင်ရမ်းနေတာကို တွေ့တယ်ဆိုလို့ရှိရင်အဲ့ဒါဟာအရည်တွေ tissue တွေကိုစင်ဝင်နေကြောင်းညွန်ပြတဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ဒီလိုရောင်ရမ်းမှုမျိုးဟာမကြာခဏဆိုသလိုနှလုံးအလုံးလုံးနိုင်ခြင်းနဲ့ နောက်တစ်ခုကကြောက်ကလှုပ်ဆောင်ခြင်းမမှန်ခြင်းတို့ရဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်။နှလုံးရဲ့ညှာကြာဆင်းသွားတဲ့အခါမှာသွေးကိုထိထိရောက်ရောက်မညစ်ထွန်းနေတော့ပဲ။ခြေထောက်တွေမှာသွေးပြန်နေဆုပြီးတော့အနီးနားကတ िश ူးတွေတွေကိုအေးဆင်းထွက်လာတတ်ပါတယ်။ရင်နေတဲ့အခါမျိုးဒါမှမဟုတ်ထိုင်နေရင်းကြာတဲ့အခါမှာရောင်ရမ်းမှုကိုပိုဆိုးတာကိုတွေ့ရနိုင်ပါတယ်။ခြေချင်းဝတ်တွေခြေထောက်တွေရောင်ရမ်းနေတဲ့မတခဏဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒါမောစားတင်မအောင်နှလုံးမှာတစ်ခုဖြစ်နေကြောင်းကြံစည်နေလို့ပဲဖြစ်ပါတယ်။ နံပါတ်1အချက်အနေနဲ့ကတော့နှလုံးခုန်မြန်တာတွေတင်းတင်းခုန်တာတွေဒါမှမဟုတ်နှလုံးခုန်မမှန်တာတွေပဲဖြစ်ပါတယ်နှလုံးခုန်မြန်တာတွေတင်းတင်းခုန်တာတွေနှလုံးခုန်မမှန်ခြင်းတွေကဒါနှလုံးပြဿနာရဲ့လက္ခဏာဖြစ်ပါတယ်အဖြစ်များဆုံးပုံစံကတော့နှလုံးခုန်မြန်ပြီးမမှန်တဲ့အဆိုးရှင်ခြင်းရောဂါဖြစ်ပြီးတော့ရေဖြတ်ခြင်းနဲ့နှလုံးအလုံးမလုံးနိုင်ခြင်းဖြစ်နိုင်ခြေကိုမြင်တတ်စေပါတယ် တကယ်လို့နှလုံးယုတ်ရဲ့အယမ်းမြန်လာတာတွေဒါမှမဟုတ်ခုန်ချက်ကြံခဲ့တာမျိုးတွေခံစားရနိုင်ပါတယ်။တစ်ခါတည်းမှာဒီနှလုံးခုန်မြန်ခြင်းကခေါင်းမူတာတွေနောက်ချက်ကအသက်ရှင်မသွားခြင်းနဲ့တွေ့ဖက်ဖြစ်တတ်ပါတယ်။ဒီလိုနှလုံးခုန်မမှန်တာတွေမကြာခဏဖြစ်လာပြီဆိုလို့ရှိရင်စိုးကြိုးတွေကာကွယ်ဖို့ဆရာဝန်နဲ့ပြသပြီးတော့နှလုံးခုန်လုံးကိုစစ်ဆေးဖို့အရေးကြီးပါတယ်။ညမညာကဖြစ်တဲ့နှလုံးခုန်မြန်ခြင်းကတော့အနေနဲ့မရှိပါဘူးဒီဆေးဖိစီးမှုများတာတွေပုံပြင်တော့ကားနဲ့ကဖင်းတက်ကြောင်လဲဖြစ်နေလို့မဖြစ်ပါတယ် နံပါတ်3ချက်အနေနဲ့ကတော့လမောင်းစီကိုပြန်နှက်လာရတဲ့ရင်ဘတ်အောင်ခြင်းပဲဖြစ်ပါတယ်။ကျွန်တော် hat expert တွေရဲ့အဆိုအရဆိုလို့ရှိရင်တော့ရင်ဘတ်အောင်ပြီးတော့အနာခြင်းမှာလမောင်းမေးရလေပဲဒါမှမဟုတ်ကြိုးဘက်စီကိုပြန်နှက်လာရဆိုလို့ရှိရင်ဒါ angina လို့ခေါ်တဲ့နှလုံးတက်ခိုက်ခံရခြင်းရလက္ခဏာဖြစ်နိုင်ပါတယ်။ဒီနာခြင်းမှုကိုများသောအားဖြင့်တော့ဒီလေလံထမ်းရတာတွေခံစားရတဲ့ဖြစ်အားများသလိုခံစားရတဲ့ပြီးတော့ဒီကိုယ်လုံးလုံးရှောင်းမလို့တဲ့အခါစိတ်ပိစီးမှုများတဲ့အခါမှာစတင်ဖြစ်ပေါ်တတ်ပါတယ်။ အနာယူနေရင်းနဲ့လည်းရုတ်တရက်ဖြစ်ပေါ်ပြီးတော့အနာယူလန့်ရင်တောင်မှတက်တာမသွားပါဘူးဒီလိုမျိုးနာကျင်မှုကနှလုံးကိုတွေးကောင်းကောင်းမရောက်ရှိကြောင်းသတိပေးတဲ့လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်ကိုယ်တိုင်ဒါမှမဟုတ်ဒီတခြားတရားမှာရင်ဘတ်အောင်နာကိုခံစားနေရတယ်ဆိုလို့ရှိရင်တော့နှိစက်ရကျမရေးစည်းကမ်းကိုသွားပါအ мян ဆုံးတွန့်ပြန်ခြင်းဟာနှလုံးကြွက်သားနဲ့အသက်ကိုကယ်ဆယ်နိုင်လို့ပဲဖြစ်ပါတယ်။နံပါတ်၄ချက်ညင်နေရတော့နှလုံးခုန်မြန်နေချိန်မှာတတိလိမင်းမြောခြင်းပဲဖြစ်ပါတယ်။ နှလုံးခွန်မြန်နေခြင်းဒါမှမဟုတ်နှလုံးခွန်မြန်မှု အပြီးမှာပေါ့နော်ဖြစ်ပေါ်တတ်တဲ့တတိလမြင့်မြော်ခြင်းဟာနှလုံးခွန်လုံးပြဿနာတစ်ခုခုရဲ့လက္ခဏာဖြစ်တတ်ပါတယ်ဒီလိုဖြစ်စဉ်ကိုနှလုံးကြောင့်တတိလခြင်းလို့ခေါ်ပါတယ်ဒီလိုနှလုံးခွန်မမှန်ခြင်းတွေကိုမကိုတာပဲထားမယ်ဆိုလို့ရှိရင်တော့အသံအနေရှိလာနိုင်ပါတယ်တဲ့နှလုံးခုမမှန်တဲ့အချိန်မှာတည်လေးမင်းမြော်သွားတာဒါမှမဟုတ်အလွန်မဲ့အားနေတယ်လို့ခံစားနေရတယ်ဆိုလို့ရှင်တင်တော်တဲ့စစ်စဲမှုနဲ့ကိုသားမှုတွေစိတ်ကိုသားမှုခံယူတင်ပါတယ် နံပါတ်5ချက်နေနေရတော့ဉာဏ်ဆံပြီးမမှန်တဲ့နှလုံးခုန်လုံးကိုခံစားမိခြင်းပဲဖြစ်ပါတယ်။ဉာဏ်ဆံပြီးမမှန်တဲ့နှလုံးခုန်လုံးကိုခံစားရခြင်းဟာနှလုံးခုန်မြန်ပြီးမမှန်တဲ့အဆိုးရှင်ခြင်းယောဂါကိုညံပြနေတာပဲဖြစ်ပါတယ်။ကျွန်တော်ကဘာတဝါမှာအဖြစ်များဆုံးနှလုံးခုန်မမှန်ခြင်းဖြစ်ပြီးတော့လေဖြတ်နိုင်ခြင်းကို၅စားထိမြင့်တက်စေပါတယ်။ဒါကိုလည်းလူရှုထားမယ်ဆိုလို့ရှင်နှလုံးအလုံးမလုံးနိုင်တာတွေအုံနှောက်လုံးဆောင်ချက်ဒါစီကျွန်တော်ကပါဖြစ်စေနိုင်ပါတယ်။ တင်လကောင်းပဲဒါမှမဟုတ်လေဝင်းကိုဖိကြည့်ပြီးတော့နှလုံးခုန်လုံးကိုစစ်ဆေးနိုင်ပါတယ်တကယ်တော့မြန်ဆန်ပြီးမမှန်မှုလို့ခံစားရတယ်ဆိုလို့ရှိရင်ယောဂရှောက်ပဲပြီးတော့ကုသမှုခံယူဖို့ဆီယဝင်းစီကိုချက်ချင်းသွားရောက်တင်ပါတယ်ဘေးချိန်မှာဆီယဝင်းနဲ့သွားရောက်ပြသတင်တယ်လေအခုဖော်ပြမယ့်လက္ခဏာတွေပေါ်လာခဲ့ရင်ဆီယဝင်းစီကိုအမြန်သွားရောက်တင်ပါပြီနံပါတ်1လမောင်းမေးရလေဝင်းစီကိုပြန်နှံ့လာတတ်တဲ့ပြင်းထန်တဲ့ဂျင်မအောင်ခြင်းဖြစ်ပါတယ်နံပါတ်2တတိလိမေမျိုးခြင်း တချို့မှာဝါခြင်းနဲ့တွဲဖက်ပြီးဖြစ်ပေါ်နေတဲ့နှလုံးခုန်မြန်ခြင်းဖြစ်ပါတယ်။နံပါတ်3ခြေထောက်ရောင်ရမ်းလာခြင်းနဲ့အတူအသက်ရှူမဝသလိုခံစားရခြင်းဖြစ်ပါတယ်။နံပါတ်4နှလုံးခုန်ရက်သွားမှာကိုစိုးရင်ရောက်လာအောင်မမှန်တဲ့နှလုံးခုန်လုံးတွေဖြစ်နေခြင်းပဲဖြစ်ပါတယ်။ဒီတတိပိလက္ခဏာတွေဟာနှလုံးတက်ခိုက်ခံရခြင်း heart attack ပေါ့နော်။ပြောရင်နှလုံးကိုမမှန်ခြင်းနှလုံးအလုံးမလုံးနိုင်ခြင်းတော့ကိုညွှန်ပြနိုင်ပြီးတော့စေကူတာမှုခံယူဖို့လိုအပ်ပါတယ်။အဲ့ဒါဆိုကျွန်တော်တို့နှလုံးကျန်းမာရေးကိုဘယ်လိုထိန်းသိမ်းနိုင်မလဲ။ ံပါတ်၁ကတော့ကျမ်းမာရေးနဲ့ညညွတ်တဲ့အစားအစာတွေစားခြင်းပဲဖြစ်ပါတယ်။နှလုံးကိုဂရုစိုက်တယ်ဆိုတာကနှလုံးကျန်းမာရေးနဲ့ညညွတ်တဲ့ဉာဏ်ထိုင်မှုပုံစံကိုကျင့်သုံးတာပဲဖြစ်ပါတယ်။ဆိုလိုတာကတည်တည်တဲ့လက်ဆက်တဲ့ဟင်းသင်းဟင်းရွက်တဲ့ငါးလိုအိုမီဂါ3ဖက်တီအက်ဆစ်ကျွေးဝါးတဲ့အစားအစာတွေကိုကျွန်တော်စားတဲ့အစားအစာတွေမှာနေ့စဉ်ထည့်သွင်းစားသုံးပေးခြင်းပဲဖြစ်ပါတယ်။အချိန်ထဲမှာပဲပြောပါစီ trans fatty acid တွေစောင်းတခြားဓာတ်များတဲ့အစားအစာတွေကိုရှောင်ကျဉ်တင်ပါတယ်။ဒါကြောင့်လဲဆိုတော့ဒီအစားအစာတွေက cholesterol နဲ့သွေးပေါင်းခြင်းကိုမြင့်တက်စေပြီးတော့နှလုံးရောဂါဖြစ်နိုင်ခြင်းကိုမြင့်တက်စေလိုပဲဖြစ်ပါတယ်။နံပါတ်2ကတော့ cholesterol လှုပ်ရှားမှုပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ပုံမှန် cholesterol လှုပ်ရှားမှုကနှလုံးကျန်းမာရေးရဲ့အခြေခံအုံမြင့်ပဲဖြစ်ပါတယ်။ကျွန်တော်အများသောအားဖြင့်နေတိုင်းလိုလိုမိနစ်30ခန့်ခတ်သက်တဲ့လမ်းလျှောက်တာတွေ၊သပိန်စီးတာတွေပေါ့နော်။ဒီရေကူးတာလိုဒီအားဆိုင်ရတဲ့နေ့ကျင်ခန်းတွေကိုပြုလုပ်ဖို့ ငယ်တိုင်းချမ်းချက်ထားတင်ပါတယ်ဒီလိုပုံမှန်ပြုတ်လုံချင်အောင်နှလုံးကြွက်သားကိုတန်ပါစေပြီးတော့ကိုလေးချင်းထင်းထင်းဖို့သွေးပုံချင်းနဲ့မကောင်းတဲ့ကိုလက်စတရောကိုလျှော့ချဖို့ကူညီပေးနိုင်ပါတယ်အင်မွန်းကိစ္စလောက်ထားတဲ့သမင်းစားပြီးလမ်းထွက်လျှောက်ထားခြင်းလောက်ပေါ့နော်ဒီတာမန်အထုံးမှုတွေကတော့အချိန်ကြာလာတဲ့အခါမှာစူပေါင်းလာပြီးတော့နှလုံးအတွက်အများစွာအကျိုးပြုမှာပဲဖြစ်ပါတယ်နံပါတ်3ကတော့ဆေးလေးဖြတ်ခြင်းအရေးလျှော့တော့ခြင်းပဲဖြစ်ပါတယ် ဈေးလေးမျိုးမျိုးအားလုံးကိုရှောင်ကျင်ဖို့လည်းအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ဈေးလေးတောက်ချက်ကသွေးကြောနံရံတွေကိုပျက်စီးစေပြီးတော့နှလုံးရောဂါဖြစ်နိုင်ခြင်းကိုမြင့်တက်စေလိုပဲဖြစ်ပါတယ်။အရက်တောက်တော့မှုကလည်းထိန်းကြီးဖို့အရေးကြီးပါတယ်။အရက်ကိုလွန်ကျွန်တောက်တော့ခြင်းဟာသွေးပေါင်းခြင်းကိုမြင့်တက်စေပြီးတော့နှလုံးကိုထိခိုက်စေနိုင်လိုပဲဖြစ်ပါတယ်။ကိုယ်လင်းကျင်ကိုထိမ့်သိမ်းခြင်းအားလည်းနှလုံးရဲ့ဝင်ကိုလျှော့ချပေးပြီးတော့အန်ရင်ရှိတဲ့အကြောင်းရင်းတွေကိုလျှော့ချပေးနိုင်ပါတယ်။ လာတူပါပဲစေပီစုမှုကိုတသက်စီမဲလေးခြင်းငန်းနဲ့အေးဝဝအိဆက်ချင်းနဲ့မိသားစုတငယ်ချင်းနဲ့ပျော်ရွှင်မှုရယူခြင်းတော့ဟာလေနှလုံးကိုခိုင်မာကြမ်းမာစေဖို့ပဲဖြစ်ပါတယ်။နံပါတ်၄စင်းကတော့ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ဒီပေါင်းချင်းကိုလက်စတရောနဲ့သွေးရင်းတကြားတဲ့အဆင်တွေကိုစောင့်ကြည့်ရပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေကိုတွားရောက်ခြင်းဟာပြဿနာတွေကိုစောစောစီစီသိရှိစေပြီးတော့နှလုံးထိခိုက်မှုမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဆီဆောင်ယောဂဒီတွေးတို့ယောဂရှင်းနေတဲ့သူတွေနေနေကတော့ဆရာဝန်ညွှန်ကြားချက်တွေကိုလိုက်နာခြင်းနဲ့ဆေးဝါးမှန်မှန်တော်တော်ခြင်းဟာအကျံပြုထားတာထပ်ပေါ်ပါရယ်ဒါရီယာစုစုပေါင်းနှလုံးကျန်းမာရေးအတွက်မရှိမဖြစ်အရေးကြီးတယ်ဆိုတာကိုလည်းသိထားပါမယ်ကျွန်တော်ခုပြပြတဲ့အကြောင်းအရာလေးကတော့အသက်အန္တရာယ်ရှိတဲ့အထိဖြစ်သွားနိုင်တဲ့နှလုံးကနေတတိပေးနေတဲ့ဒီကလက္ခဏာ၅ချက်ကိုပြပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြပြတဲ့ဗီဒီယိုဖန်လေးတွေကိုနားထောင်ပြီးတော့ကြာတော့ကျွန်မရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ ကျမရဲ့အကျိုးကျေးဇူးဆုံးတရားရရှိခဲ့မယ်ဆိုလို့ရှင်လေကျွန်တော်လည်းအတိုင်းထက်လုံးဝမ်းပါပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျမရဲ့ဘုဟုသုတတွေတော်ပါပြီ။စိတ်ချမ်းသာခြင်း၊ကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။